ကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဘုရားသခင်ပေးတဲ့ထက်လောင်းသောဂျေဇုတော်တစ်မျိုးကခန္ဓာစိတ်ဝိညာဉ်လွတ်ချင်းအခွင့်ကိုရတယ်။ဘာတဲ့လဲ?ခန္ဓာစိတ်ဝိညာဉ်လွတ်ချင်းအခွင့်ကိုရတယ်။လွတ်ချင်းအခွင့်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်အရာတွေနဲ့ကျွန်တော်တို့ကိုချီနှောင်နေတယ်လဲဆိုတာကျွန်တော်တို့ကိုကိုတိုင်းတော့သိမယ်နော်။တယောက်ကိုတယောက်တော့သိမသိနိုင်။ဘုရားသခင်ကျွန်တော်တို့သိတယ်ကျွန်တော်တို့ကိုကျွန်တော်တို့သိတယ်။အခုတရားဒေသနာနားထောင်နေတဲ့သူတွေဘယ်အရာတွေကသင်ကိုချီနှောင်နေရလဲကျွန်တော်မသိဘူး။ တချို့ကဆေးလေးအရက်ကွန်းရမိုးရေဆေးဝါးချီနောင်နေတဲ့သူရှိမယ်ဆရာကြီးကျွန်တော်ဆက်လေးမတောက်ချင်တော့ဖျက်ချင်တယ်ကျွန်တော်ဆူတောင်းပေးပါပြောတဲ့သူရှိတယ်ကျွန်တော်စီမှာရှိဆေးလေးကွန်းရအရက်သို့မဟုတ်တချို့ဘိန်းယာမာတို့မို့တခုခုဒီပါလေမိုးရေဆေးဝါးနဲ့ချီနောင်ချင်းခံရတယ်ဘာချီနောင်ချင်းခံရတယ်ဆိုတာဂျိုးနဲ့ချီထားတာကိုပြောတာမဟုတ်ဘူးအဲ့ဒါမတောက်မရအဲ့လိုမျိုးပုံစံကိုပြောတာမတောက်မရတော့ဘူး မလုံမရတော့မရှူမရတော့ခြီနောင်ချင်းခံရတယ်ဆိုတော့တအားလွတ်မြောက်ခြင်းပြီးမလွတ်မြောက်နိုင်ဘူးတချို့ကြတော့လေဟိုဒီမိုးရေစေဝါမဟုတ်ပေမဲ့လေဆဲဆိုတဲ့စကားကသူ့ကိုခြီနောင်နေတယ်အဆဲလေးပြောလိုက်မှပဲသူစကားပြောတတ်တယ်သူမဆဲချင်တော့ဘူးဒါပေမဲ့နေ့တိုင်းဆဲနေတယ်သူအကျင့်ပါသွားတယ်အဲ့ဒီဆဲဆိုခြင်းစကားကသူ့ကိုခြီနောင်ထားတယ်သူမဆဲမရမဆဲမနေမနေတတ်တယ်လို့လို့ဖြစ်လာတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့မဆဲချင်တော့ဘူး လွတ်မြောက်ခြင်းလာပြီဆိုလိုချင်တာကဆင်းဆိုတဲ့စကားအပြစ်သူ့ကိုချီနှောင်ထားတယ်တချို့လူငယ်တွေကြတော့လေဂိမ်းနဲ့သူ့ကိုချီနှောင်ထားတယ်ဂိမ်းမစော့ရရင်မနေနိုင်ဘူးဥမာအခုခစ်စားတဲ့ဂိမ်းနေပေါ့နော်လူငယ်တွေဂိမ်းနေတအားစော့တယ်ဂိမ်းစော့တာအပြစ်လို့တော့ကျန်းစာမှာမပါဘူးဒါပေမဲ့အဲ့ဒီဂိမ်းမစော့မရဖြစ်လာတဲ့အခါမှာကျွန်တော်တို့အသက်တာမှာအဲ့ဒီဂိမ်းရဲ့ချီနှောင်ခြင်းကိုခံရတယ် တချို့ကဂိမ်းရဲ့ချီနောင်ချင်းကိုခံစားလာရတဲ့အခါမှာသူနားလဲလာတယ်။လွန်လာတဲ့အခါမှာသူနားလဲလာတယ်။အာလွတ်မြောက်ချင်းပြီဆရာရေဆုတောင်းပေးပါဂိမ်းကကျမကိုတအားချီနောင်ထားပြီကျွန်တော်တအားချီနောင်ထားပြီမဆော့မရဖြစ်သွားပြီ။တချို့မိဘတွေလည်းကိုသားသမီးတွေဂိမ်းရဲ့ချီနောင်ချင်းကိုခံရတဲ့အခါမှာတော်တော်စိတ်ညစ်ရတယ်။ဟာငါသားသမီးကစာလည်းမလုပ်နိုင်တော့ဘူး။ဟိုဟာငါနဲ့လည်းစကားမပြောတော့ဘူး။တနေကုန်ခေါင်းငိမ်မှဂိမ်းရဲ့မဲ့ဂိမ်းပဲပြစ်နေတော့တယ်ဂိမ်းပဲပြစ်နေတော့တယ်။ Okay ဂိမ်းရဲ့ခြေနောင်ချင်းကိုခံရတဲ့လူတွေအများကြီးဒီကနေ့ခက်မှာလဲမရှိဘူးလားရှိပါတယ်ရှိပါမတူညီတဲ့ခြေနောင်ချင်းတွေရှိတယ်ဟုတ်ပြီနော်ဒီလိုပြောလိုက်လို့အာဗာလေတခြားအရာမရှိတော့လို့ဆိုတော့မဟုတ်ပါဘူးတခြားအရာအများကြီးရှိတယ်ဆရာရဲမင်းကတင်တို့ရဲ့အသက်တာကိုမတိပေမဲ့ဖယားသခင်တိတယ်တင်တို့အသက်တာဘာကြောင့်လဲဆိုတော့ဖယားသခင်ကတင်တို့ကိုဖန်ဆင်းတဲ့ဖယားလေး ်တင်းတို့ရဲ့အသွင်းကလေးစားကအစာတင်နာမယ်ကအစာတင်ပါလုံနေရလဲကအစာတင်ပဲအရာတွေနဲ့ခြင်အောင်ချင်းခံရနေတာကအစာဖျားသခင်အားလုံးအားလုံးကိုတည်တယ်ဆိုတော့ဒီခြင်အောင်ချင်းကနေဘယ်လိုလွမြောက်မလဲတခင်ယေရှုခရစ်တော်နာမအဖြစ်ဆူတောင်းပြီးမှလွမြောက်မှာဖြစ်တယ်လို့ဂျေဇုတော်ခြင်မွန်းတဲ့သူတွေလည်းအဲ့ဒီကနေလွမြောက်မယ်လို့ကျမ်းစာထဲမှာပါတယ်အဲ့ဒါသတ်ဆင့်တော့ဂျေဇုတော်ကောင်းကြီးပဲအခုနေကျွန်တော်တို့တရားဒေသနာနားထောင်နေတဲ့သူတွေထဲမှာဘယ်အရာတွေနဲ့ခြင်အောင်နေတယ်လဲကျွန်တော်ပြောမယ် စုတောင်းခြင်းကလွယ်လုံနောက်ထပ်လှုပ်လို့ရတာတခုကကြီးစုတော်ချီးမွမ်းခြင်းပဲဖယားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းတဲ့အခါမှာအဲ့ဒီထက်လောင်းသောကြီးစုတော်တင့်တက်တာပါကြီးတင့်တက်တာမှာရောက်လာမှာတဲ့ဘာတဲ့လဲဘာဘာဘာကြီးစုတော်လဲလွတ်ချင်းကြီးစုတော်လွတ်ချင်းအခွင့်ကြီးစုတော်ခန္ဓာစိတ်ဝိညာဉ်ချမ်းသာရခြင်းလွတ်ချင်းအခွင့်တင်ချီနောင်ချင်းခံရတဲ့နေရာကနေတွန်လွတ်မြောက်လာမယ်တင်လွတ်မြောက်လာဟာလေလုယာ ကျမ်းချက်လေးတစ်ချက်ဖတ်မယ်ယောနာဝတ္ထုခန်းကြီးနေ့ငယ်9ကနေ30ထပ်ပြောမယ်နော်ယောနာဝတ္ထုခန်းကြီးနေ့ငယ်9ကနေ30အကျွန်ုပ်မူကားကြီးစုတော်ကိုချီးမွမ်းသောစကားနဲ့ကိုတော်အားရစ်ပူဇော်ပါမည်တစ္ဆာဂတိထားဒီအပိုင်းတစ္ဆာဝုကိုပြုပါမည်။ထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါသည်ဟုဆုတောင်းလေ၏။ထိုအခါငါးကြီးသည်ထာဝရဘုရား၏အမိန့်ကိုခံ၍ယောနာကိုကုန်းပေါ်တို့အံလေ၏တဲ့။ယောနာရဲ့ပုံပြင်ကိုလူတိုင်းကြားဖို့မဲ့တဲ့ခရိယန်နေနော်။ ခရိယန်လောက်တာကြာလာပြီဆိုလို့ရှိရင်တော့ယောနာရဲ့ပုံပြုံတော့လူတိုင်းကြားဖို့မှာပါ Sunday school ကတည်းကပုံပြင်ပြောတဲ့ယောနာအကြောင်းလေး1/5ငားရဲ့1/5ချင်း1/5အထက်မှာမျိုးမျိုးချင်းခံရတဲ့ယောနာလေလူရင်းတူချင်းပြောရမယ်ဆိုရင်ဖရာသခင်ကယောနာကိုခိုင်းတယ်နိုင်ငံမြို့တမြို့မြို့တမြို့မှာတွားမှအေးဝင်ကလေးဟောပါဆိုမှသူ့ကိုခိုင်းတယ်ဒါပေမဲ့အဲ့ဒီမြို့ကသူ့ရဲ့ယံသူမြို့မို့လို့သူကအဲ့ဒီမြို့ကိုအေးဝင်ကလေးတည်င်းစကားကြားရမှကေတင်ချင်းရမှာကိုစိုးရင် တနည်းအားဖြင့်အဲ့ဒီမျိုးကလူတွေတေစေခြင်းတာယောနာကရှင်းရှင်းပြောမယ်ဆိုရင်အဲ့ဒီမျိုးကလူတွေကိုတေစေခြင်းနဲ့သူ့ရဲ့ယံသူမို့လို့ဒါပေမဲ့ဘုရားသခင်ကသူတို့ကိုအေးဝံကလေးပြောဖို့ဘုရားအကြောင်းပြောဖို့ယောနာကိုခိုင်းတယ်ဒါပေမဲ့ယောနာကမသွားခြင်းဘူးတနည်းအားဖြင့်ယံသူကိုအေးဝံကလေးပြောဖို့ယောနာကိုဘုရားကခိုင်းတာ तू ကမသွားခြင်းပဲနဲ့တိတ်တိတ်လေးပြေးရှောင်သွားတယ်ပြေးရှောင်သွားဖို့ရန်အတွက်တင်းဘောကြီးမှာပင်လယ်မှာ तू စီးသွားတဲ့အခါမှာဘုရားသခင်ကသူ့ကိုဘာဖြစ်လဲ ငားကြီးစေလို့ဥမယောနာကိုမျိုးခိုင်းလိုက်တယ်မျိုးခိုင်းလိုက်တဲ့ခါမှာတချို့လူကမေးကောင်းမေးမယ်ဆရာကြီးငားကြီးမျိုးလိုက်တယ်ဆိုတော့အခုခေတ်သိပ်ပံနဲ့ပြောမယ်ဆိုလို့ရှိရင်ငားကြီးပိုက်ထဲမှာလူရောက်သွားလို့ရှိရင်အသက်ရှင်နိုင်ပါမလားမဖြစ်နိုင်တာကွာလို့ပြောကောင်းပြောမယ်ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်မမလို့မောင်နှမတို့ဖယားသခင်ထဲမှာမဖြစ်နိုင်တာမရှိဘူး ထပ်ပြောမယ်နော်ဖယားသခင်လှုပ်ရင်မဖြစ်နိုင်တာမရှိဘူးဒါကြောင့်ငါကြီးပိုက်ထဲမှာရောက်သွားတဲ့ယောနာကလည်းဖယားသခင်သူ့ကိုမတေခိုင်းတဲ့အတွက်သူတေခွင့်မရှိမတေဘဲနဲ့ငါကြီးပိုက်ထဲမှာအသက်ရှင်နေတယ်ဆိုတော့ငါးကြီးပိုက်ထဲမှာအသက်ရှင်နေတဲ့အခါမှာယောနာကနောင်တရရတယ်တဲ့နောင်တရရပြီးမှခုနကျွန်တော်တို့ဖတ်တဲ့ကျမ်းချက်ကိုသူလုတ်တယ်ဘာလို့လဲ 1 byte ထဲမှာအခက်ခဲကြုံနေတဲ့အခါမှာအဲ့ဒီ1 9G ရဲ့1 byte ခြီနောင်ချင်းကိုခံရတဲ့အခါမှာသူပါလို့လဲဆိုဂျေဇုတော်ချီးမွမ်းနေတဲ့ဂျေဇုတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်တယ်တဲ့အဲ့လိုဂျေဇုတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်လိုက်တဲ့အခါမှာတဲ့ 9G ကသာရဖျားရဲ့အမိန်တော်ကိုခံပြီးမှယောနာကိုဗာဖြစ်လဲကုန်းပေါ်မှာအန်ထုတ်လိုက်တယ်တဲ့တနင်းအဖြစ်လွတ်ချင်းအခွင့်ကိုပေးလိုက်တာယောနာကိုဟာလေလုယာ ်နားလေလားမသိဘူးနော်ဂျေဇုတော်ချီးမွမ်းလိုက်တဲ့အခါမှာဖယားသခင်ကယောနာကိုလွတ်ချင်းခွင့်ပေးတယ်။နောင်တရပြီးမှဂျေဇုတော်ချီးမွမ်းတဲ့အခါမှာနောင်တရရင်မှာဖယားသခင်ရဲ့စကားကိုနာခံပြီးမှဂျေဇုတော်ချီးမွမ်းတဲ့အခါမှာအခက်ခဲကြတဲ့ကနေဂျေဇုတော်ချီးမွမ်းတဲ့အခါမှာဖယားသခင်ကယောနာကိုလွတ်ချင်းခွင့်ပေးတယ်။အာမင်။ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာလည်းဒီအတိုင်းပဲ။တင်အခုဘလို့ကြုံနေရလဲ။ခက်ခဲပေါင်း16000လောက်တင်ကြုံကောင်းကြုံနေမယ်ကျွန်တော်ပြောမယ်ကျေးဇူးတော်ချီးမွမ်းကြည့်ပါ ဖတ်ကပြောမယ်နော်ဂျေဇုတော်ချီးမွမ်းကြည့်ပါတင့်တတမှာလွတ်ခြင်းအခွင့်အစင်ပြေခြင်းအခွင့်ချမ်းသာရခြင်းအခွင့်ရောက်ရှိလာပါလိမ့်မယ်ဟာလေလုယာဒီလဟာကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းရကာလဖြစ်တယ်အဲ့ဒီဂျေဇုတော်ချီးမွမ်းရကာလမှာကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းခြင်းအကြောင်းကိုဆက်တိုက်ပြောပေးနေတယ် ။ဘာကြောင့်လဲအရေးအင်မတန်ကြီးလို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာအဲ့ဒီဖတ်ဆင့်တော်ဂျေဇုတော်ကိုရောက်လာတယ်။အဲ့ဒီဖတ်ဆင့်တဲ့ဂျေဇုတော်ကပါလေအခုပြောတဲ့ခန္ဓာစိတ်ဝိညာဉ်ချမ်းသာရခြင်းလွတ်ခြင်းအခွင့်ကိုရတယ်။ဟာလေလုယာ။ကျွန်တော်တို့ဂျေဇုတော်ချီးမွမ်းတဲ့အခါမှာတဲ့ဖခင်တခင်ကကျွန်တော်တို့ဘယ်လိုပြန်ကောင်းကြီးကောင်းမှုပြုလဲဆိုတော့ခန္ဓာစိတ်ဝိညာဉ်လွတ်ခြင်းအခွင့်ကိုရတယ်။တခုခုနဲ့ကျွန်တော်တို့ချုံနောင်ခံရတဲ့ချီနောင်ခံရတဲ့အထဲကနေလွတ်မြောက်ချမ်းသာခြင်းခွင့်ကိုရတယ်။ကိုယ်သားသမီးတွေ တခုခုနဲ့ချုံအောင်ချုံအောင်ချင်းခံရရင်လဲမိဘတွေကကျေးဇူးတော်ချီးမွမ်းရင်လဲမိသားစုထဲမှာတက်ရောက်တက်ရောက်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဟာလေလုယာ။နှုတ်ကပတ်တော်ကိုဒီမှာပဲရက်နာမှာဖြစ်တယ်။ပြောလဲပြောပြီးသွားပြီ။တကယ်လို့နှုတ်ကပတ်တော်ပြောပြီးသွားတဲ့အရာတွေကိုနားမလည်ဘူး။နားအဲမေးချင်တယ်ဆိုလို့ရှိရင်ဆရာရဲ့အကောက်ကိုအပ်ပါ။တီးတန်လာမေးပါ။နောက်ပြီးတော့မှစုတောင်းခံခြင်းတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်လည်းတီးတက်လိုက်မပြောလို့ရတယ်စုတောင်းပေးပါတယ် ဒီကနေ့နှုတ်ကပတ်တော်တော်ဒီမှာပဲရနာခွင့်ပြုပါနားဆင်သွားတဲ့ယုံကြည်သူမယုံကြည်သူအရောက်ချင်းစီတန်းကိုဖျားရှင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်